မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ကိုလိုနီခေတ်မြန်မာနိုင်ငံတွင်မြန်မာနိုင်ငံသားများထဲမှာအမြင့်ဆုံးယာရုဖြစ်သောခိတ္တဘီယံကန်ယာရုကိုရရှိခဲ့သူစာဂျီအီမောင်ကြီးအကြောင်းကို ဖော်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူသူရယဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် စာကြီးမောင်ကြီးကိုမော်လမြိုင်မြို့တွင်မွန်တိုင်းရင်းသားအနယ်များဖြစ်ကြသောအလုတ်ကုမ္ပဏီစီကြီးဥခင်နှင့်ဒေါ်ရင်တို့မှ1880ခုနှစ်ဒီဇင်ဘာလ12ရက်နေ့၌မွေးဖွားခဲ့ပါသည်။ သူဤဖခင်ဥခင်မှာရန်ကုန်မြို့ဘူးလော့ဘရဒါကုမ္ပဏီတွင်အလုပ်လုပ်ရာအင်္ဂလိပ်ကုန်သည်လောကတွင်ထင်ရှားခဲ့သလိုလက်ဒီဥဝါယမအဂမဟာပဏိတဆရာမျိုးတည်ထောင်သောဗုဒ္ဓသာသနာပြုဓမ္မတာဝနာအသိဥက္ကဋ္ဌဖြစ်ပြီးဩဇာရှိသော ပုဂ္ဂိုလ်တူဖြစ်ခဲ့ပါသည်။ငယ်နမဲမှာမောင်ကြီးဖြစ်တော်လဲတောင်းနေစဉ်ကာလအင်္ဂလိပ်စိန်ဘောကျောင်းသားဖြစ်သောကြောင့် GA မောင်ကြီးဖြစ်ခဲ့ရပါသည်။အင်္ဂလိပ်အစိုးရ၏တစ္ဆာတော်ကံမျိုးရိုးမှဆင်းသက်ခဲ့ပြီးမြို့ပိုင်းနေသောဝန်ထောက်မျိုး းမျိုးဖြစ်ပါတယ်။စတောဂျီမောင်ကြီးဟူသောစကားမှာဂျိုးဆက်အော်ဂတ်စတမောင်ကြီးဖြစ်တယ်လို့သိရှိခဲ့ရပါတယ်။ ဂျေအီမောင်ကြီးသည်1884ခုနှစ်အသက်73နှစ်အရွယ်တွင်စိတ်ပွားကြောင့်မှ Interest ဆောင်မွေးဆယ်တန်းအောင်မြင်ခဲ့ပြီးရန်ကုန်ကောလိပ်သို့ဆက်လက်တက်ရောက်ခွင့်ရရှိခဲ့ပြီးထို့မှတစ်ဆင့်ဂျေအီမောင်ကြီးသည်1886ခုနှစ်တွင်အင်္ဂလန်သို့ပညာသင်ထွက်ခွာခွင့်ရရှိခဲ့ပြီးလန်ဒန်မက်ဒရစ်ဆောင်မွေးအောင်မြင်ခဲ့ပါသည်။ထို့နောက်စိတ်မေရီကောလိပ်အောက်စဖို့တက္ကသိုလ်ဘရက်ဆဲကောလိပ်တို့၌ဆက်လက်ပညာသင်ယူခဲ့ပါသည်။ ထို့မှလန်ဒန်ဂရင်းအင်းဥပဒေသင်တန်းကျောင်းသို့တက်ရောက်ခဲ့ရာဘာရစ္စတာဥပဒေဘွဲ့ကိုရရှိခဲ့ပါသည်အင်္ဂလန်တွင်ပညာသင်ကြားစဉ်ကာလတွင်အင်္ဂလိပ်အမျိုးသမီးတို့နှင့်အိမ်အောင်ကြ၍စာနယ်ဇင်းများတွင်စောင်းမများရေးပြီးအသက်ဝင်ဝန်းကျောင်းခဲ့တယ်လို့သိရှိခဲ့ရပါသည် 1900 1900တခုနှစ်တွင် အင်္ဂလန်မှမြန်မာပြည်သို့ပြန်လည်ရောက်ရှိခဲ့ပြီးထို့သို့နှင့်ဂျေမောင်ကြီးသည်ရန်ကုန်မြို့၌ဆက်တနှစ်တိုင်အောင်ဝစ်လုံလို့ဖြင့်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်1912ခုနှစ်တွင်ထိုင်းနိုင်ငံရှိဗြိတိရှ်အသက်ကုမ္ပဏီဥပဒေကြံပေးဖြင့်ဆောင်ရွက်နေရင်းယူရီးယားသို့အမှုလိုက်သွားရာမှထိုင်းနိုင်ငံသို့ချင်းမိုင်လမ်ပန်းမြို့မှဒေါက်ဖွားမေနှင့်အိမ်အောင်ကြခဲ့ပါသည်ဂျေမောင်ကြီးနှင့်ဇနီးဒေါက်ဖွားမေတို့မှတဦးတည်းသောသမီးဒေါက်ခင်မြင့်ကိုမွေးဖွားခဲ့ပါသည် 1914ခုနှစ်တွင်ဂျေဘုံကြီးတို့မိသားစုမြန်မာပြည်သို့ပြန်လာခဲ့ကြပါသည်။ ထိုကာလမှာလည်းဂျေးမောင်ကြီးသည်ဝစ်လုံဖြစ်ပင်ဆက်လက်အသက်မွေးခဲ့ပါတယ်1918ခုနှစ်တွင်ဗြိတိရှအစိုးရမှဂျေးမောင်ကြီးအားဘယ်ခံ၏အတိုင်ပင်ခံရာထူးခန့်အပ်ပါတယ်ထိုချိန်မှစတဲ့ဂျေးမောင်ကြီးသည်ဝစ်လုံလောကမှနိုင်ငံရေးလောကသို့ရောက်ရှိခဲ့ပါတယ်1920ပြည့်နှစ်တွင်ရွှေတောင်ကြားပါတီကိုတည်ထောင်ခဲ့ပါတယ်ထိုပါတီမှာရွှေတောင်ကြားတွင်နေထိုင်သည့်အင်္ဂလိပ်မြန်မာအိန္ဒိယတရုတ်ကုန်သည်အထက်တန်းလွှာများပါဝင်ခဲ့ပြီးအင်္ဂလိပ်အလိုတော်၏ပါတီဖြစ်လူသိ ည်များခဲ့ပါတယ်1922ခုနှစ်၌ White Company ရောက်ရှိလာစဉ်စစ်ဆေးခံခဲ့ရ၍ဒဟဂီအုပ်ချုပ်ရေးကိုလက်ခံခဲ့ရစဉ်တွင်တစ်တော်ရေးရာဝန်ကြီးရာထူးလက်ခံရရှိခဲ့ပါတယ်1923ခုနှစ်တွင်အရှိပိုင်းအမတ်နှစ်နေရာအတွက်ရွေးချယ်ခဲ့စဉ်မှာလည်း9000စားအမတ်ဖြစ်ခဲ့ပါတယ်။တစ်တော်ရေးရာဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလတွင်တစ်တော်ဌာနတိုးတက်အောင်စွမ်းဆောင်ခဲ့ပါတယ်။1924-1926ခုနှစ်များတွင်ဂျေအမောင်ကြီးသည် ဟိုက်ကုတ်တရားသူကြီး 1926ခုနှစ်တွင်ပြည်ထောင်ဝင်ကြီးချုပ်ရာထူးများရရှိခဲ့ပါသည်1929ဇန်နဝါရီလ1ရက်နေ့တွင်ဗြိတိရအစိုးရမှဂျေမောင်ကြီးအား KDI ခေါ်စာပွဲပေးရချင်းမြင့်ခဲ့ရာမှစာဂျေအေမောင်ကြီးဟုအမည်တွင်ခဲ့ခြင်းဖြစ်ပါသည် 1930ပြည့်နှစ်ဩဂုတ်လတွင်မြန်မာပြည်ပြင်ခံစာချအင်းနှင့်ကျန်းမာရေးအခြေအနေကြောင့်အင်္ဂလန်နိုင်ငံသို့ပြန်သွားစဉ်စာချအမောင်ကြီးကိုခိတ္တဘီရင်ခံဖြင့်ယာရုလွှဲပြောင်းပေးအပ်ခဲ့ပါသည်ခိတ္တဘီရင်ခံဟုဆိုတော့လေဘီရင်ခံဖြင့်ကျန်းသက်စာကျင်းစိုးကလှုပ်ဆောင်ခဲ့ရခြင်းဖြစ်တယ်လို့သိရှိမှတ်သားခဲ့ရပါသည်ထိုနှစ်ဒီဇင်ဘာ21ရက်နေ့မှာပဲတာရီမြို့သို့ရောက်ရှိခဲ့ပြီးဒါဘာပွဲနာရဲ့တောင်သူလယ်သမားများ၏မြေကုန်တော်လျှော့ချရေးအတနာခံလွှာကိုပယ်ချခဲ့ရာဆရာဆန်ဦးဆောင်သောတောင် င်းသူလယ်သမားပုံကမှုများဖြစ်ပေါ်ခဲ့ပါတယ်။နာမည်ကျော်ခဲ့သော90တဌာနအုပ်ချုပ်ရေးကာလတွင်လည်း1932 1934တက်တော်ရေးဝန်ကြီးပူးတွဲပညာရေးဝန်ကြီးဖြစ်ခဲ့ပါတယ်။1934ခုနှစ်လွတ်တော်တွင်တန်ခဝိနည်းစရာဥပဒေကြမ်းကို တင်သွင်းခဲ့ပြီးလက်ခံတဲ့လက်မခံတဲ့မဲခွဲဆုံးဖြတ်ရာတွင်ရှုံးနေခဲ့ပါတယ်။ ကန့်ကွက်သူမှာ CB ခင်မောင်ကကန့်ကွက်ခြင်းဖြစ်ပြီးသာသနာရေးရာကိစ္စဓမ္မအကြောင်းကိုရဟန်းတော်များအားမလွဲ့အပ်ဘဲလူဝိကြောင့်တူကတင်သွင်းခြင်းကြောင့်ကန့်ကွက်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။မဲခွဲရ၌ဒေါက်တာဘမောင်အပါဝင် အမတ်52ဦးကကန့်ကွက်ခဲ့ပြီး စာပါဦးနဲ့အမတ်၁၂ဦးကထောက်ခံခဲ့တယ်လို့သိရှိခဲ့ရပါတယ်။အလဲတော်ရဆရာတော်အရှင်ကောဒလာအရှင်အာရိစဝန်သားနဲ့ထင်ရှားသောဆရာတော်ချို့ကထောက်ခံခဲ့တော်လဲနိုင်ငံဝန်မှတန်ခါများစုကကန့်ကွက်ခဲ့၍ထိုဥပဒေကြမ်းပြတ်ခဲ့ခြင်းဖြစ်ပါတယ်။1934ခုနှစ်တွင် စာကြီးမောင်ကြီးပါဝင်သောအစိုးရဘက်သည်လွှတ်တော်၌အယုံကြည်မရှိအစိုးရဖြင့်ဖြုတ်ချခံခဲ့ရပါတယ်။1936ခုနှစ်တွင်လည်းဥပဒေပြုရွေးကောက်ပွဲ၌လည်းရှုံးနေခဲ့ပါတယ်။ သို့သော1938ခုနှစ်မှာ1940ထိဘင်ခမ်းမရွေးချယ်ခန့်ခြင်းခံရသောအမတ်ဖြစ်ဆောင်ရွက်ခဲ့ရပြီး1940-1942နှစ်ခုနှစ်တွင်အထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီးဂျပန်ခေတ်တွင်နိုင်ငံရေးမှအနားယူခဲ့ပါသည်။စာကြည်မောင်ကြီးဟာနိုင်ငံရေးမှအနားယူပြီးချိန်မှစ၍ကွယ်လွန်ချိန်ထိဘာသာရေးနှင့်စာပေရေးရာများကိုသာဆောင်ရွက်ခဲ့တယ်လို့သိရှိခဲ့ရပါသည်။စာကြည်မောင်ကြီးဟာအင်္ဂလန်မှာရှိနေသည့်ကာလမှပင် ်ပတ်ခေါ်အင်္ဂလိပ်မဂ္ဂဇင်းတွင်စာဝါကဗျာများရေးခဲ့သည်ဟုဆိုခဲ့ပါသည်မြန်မာမှုကိုမြန်လို့ပြီးဒေါက်တာစတူဝတ်နဲ့ပင်မြန်မာဆက်သပင်အကြောင်းသူတည်သနာစာတန်းတစ်စောင်ရေးသားခဲ့ပါတယ်။စာကြီးမောင်ကြီးကဘာသာစကားငါးမျိုးကိုလည်းကြွန့်ကျင်နိုင်သင့်စွာပြောဆိုနိုင်သူဖြစ်ပါတယ်။ဘုရားသာသနာတော်ကိုဆွေးမြဲစွာယုံကြည်ခဲ့ပြီးနေအိမ်တွင်ဖခင်ခန်းကိုကြီးကျယ်စွာထားလေရှိကဘေးကံဘဝမှာပင်တနေ့လျင်ကုန်းတော်တစ်ထောင်ပရိသေလေးရှိတယ်လို့လည်းသိရှိမှတ်သားခဲ့ရပါတယ်။ တထုံမြို့ဇင်းကြိုက်တောင်တွင်ရှစ်တောင်မြင့်သောတင်မြခွေဗုဒ္ဓရုပ်ပွားတော်တဆူလူတန်းခဲ့သလိုထို့ပြင်ဝင်းနီးပိဋကတ်များကိုတေချာစွာလေ့လာပြီးဒေဒီဆရာတော်၏ပိဋကတ်မြန်မာပြန်လုပ်ငန်းများကို များစွာအကူအညီပေးခဲ့သူဖြစ်ပါသည်နိုင်ငံရေးမှအနာယူသည့်အခါဗုဒ္ဓအယူဝါဒကို အထူးလေးစားလျက်မိမိအိမ်၏အိမ်ဥကန်းကိုဖျားရှိခိုးကန်းပြုကာနိုင်စဉ်ဝတ်ပြုခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ မကွယ်လွန်မီတလားလောက်ကစား၍မူးမေလဲရ၌ဆံဝင်ကြီးများနဲ့ကုသပါတော့လဲအသက်ရွယ်ကြီးရင်လာပြီဖြစ်၍တတ်သားရမရပဲ1316ခုနှစ်တပေါင်းလပြည့်ကျော်တရက်1955ခုနှစ်မတ်လ9ရက်အသက်83နှစ်တွင်ရန်ကုန်မြို့ရွှေတောင်ကြားလမ်းနေအိမ်၌ကွယ်လွန်နေစာရောက်ခဲ့ပါသည် ဒီဗီဒီယိုလေးကိုစုတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ Kunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်